386ခုနဲ့ဂုံလွန်ပြီးမြမတက္ကရင်1380ခုနဲ့ကုပြောင်းတော်မဲ့မာသိဉဏ်ကာလရဲ့ဒီနေ့ဟာမင်္ဂလာအကြက်နေ့ဖြစ်ပါတယ်ခင်ဗျာသိဉဏ်မင်္ဂလာအကြက်နေ့မှာတော့ခொနည်းသားမီးအလုံးကုသိုလ်ပြုဖို့တက်ကတော့ရွှေရည်ဒါနပြုပြီးကုသိုလ်ရရပြုရန်လမ်းညွှန်လိုက်ပါတယ်ရွှေရည်ကိုမြတ်စွာဘုရားရှင်လောင်းလို့ခြင်းရဟန်းတန်ကလောင်းလို့ခြင်းနဲ့ခொနည်းသားမီးတို့ကို ဟာရဒါနပြုခြင်းအပြင်တနစ်ဒါလုံးရွှေရင်အေးလို့တာယာချမ်းမြေ့ကြပါလိမ့်မယ်ခင်ဗျာအကြက်အတဲတွေကလည်းလွတ်မြောက်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့ခွနရသားမီးတွေရဲ့တဲတော်ကံကြမ္မာနမိတ်ကတော့ရေတစ်ခွက်နဲ့တစ်ခွက်ဖလှယ်နေတဲ့တင်ကြရနမိတ်ဖြစ်ပါတယ်အပြောင်းလဲတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အစဉ်ပြေသွားမယ်လူမျိုးကြတိုင်းသားတွေအကျိုးပြုပါလိမ့်မယ်နေဆက်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေပါလိမ့်မယ်ဒီနေ့မှာမိရှုသန့်စဉ်ဖွင့်မြင်ကြတဲ့ရင်သွေးရနာတွေအတွက်ကတော့အင်္ဂါနေ့ဘွား မာမုတ်ဗင်နီယမရဏဘဝသာတာရှင်တွေဖြစ်ကြပါတယ်။သင်္ယမြေကြီးရှင်ရွှေကြီးဆိုတဲ့အတိုင်းငယ်စင်မှာခြူချပြီးကြီးရင်တဲ့အခါမှာကြီးပွားချမ်းသာအောင်မြင်ကြမယ်။တော်တော်ကောင်းတော်တော်မြတ်တွေဖြစ်ကြပါတယ်။ဒီနေ့ဟာကြောင်းတဲ့မွေးနေ့ရှင်တွေအတွက်မင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာ။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုရေသက်ပေးခြင်း၊နတ်သားများစွာနဲ့ပူဇော်ခြင်း၊ဘုရားရှင်ကြီးဖုန်းကြောင်းပရဝန်းတွေကိုတန်ရှင်းလှုပ်ခြင်းပြုဖို့အတွက်မွေးနေ့ရှင်တွေကုသိုလ်တော်လမ်းညွှန်လိုက်ပါတယ်ခင်ဗျာ။ ဒီနေ့အကျိုးပေးစုမှုကဏ္ဍကတော့တက်ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအစဉ်ပြေဖို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုငားမုံကြော်နဲ့ဆွံ့တော်ကပ်ပါခင်ဗျာဒီနေ့အတွက်စတိုးဆိုင်တွေကုန်းစုံဆိုင်တွေလက်ဖက်ဆိုင်တွေစမ်းသောက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုင်ရှင်းမျက်နှာသာကိုနွားနို့အနေငယ်ပပြန်လိုက်ခြင်းအပြင်တိတိတတ်တာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အမှုကိန်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငါးတိတ္တာမှုမှာရေးပြီးစွန့်ငံကြွတဲ့ကိုရင်ဥစဉ်ကိုလောင်းလို့လိုက်ပါခင်ဗျာ မိသားစုမှာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဒီနေ့မျိုးမှာဓာတ်ဆာအဖြစ်နဲ့အချိုရဲ့အနေငယ်တောက်ပြီးဆူတောင်းပြုလိုက်ပါစေကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါနိုင်မယ်အချင်းမိတ္တရေးအိမ်တော်ကြီးကိစ္စရေးအတွက်တော့အထင်မြင်လွဲမှားတာမျိုးတွေကြုံတွေ့နိုင်တာဖြစ်တဲ့အတွက်မိသီတို့ရဲ့ကြည့်တဲ့အလှပြင်မှန်မှတ်တင်ကုန်မှန်တို့ကိုတန်ရှင်းလုပ်လိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာ